အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel နဲ့နှုတ်ဆက်လိုက်ပါတယ်ငငချင်းတို့ရေဒီနေ့မှတော့ကျွန်တော်တို့ Premier League ပွဲစဉ်တွေပဲကြည့်နေလို့မရဘူး Spain La Liga မှာလည်းချမ်းမပွဲလေးတစ်ပွဲရှိတယ်ပဲပွဲစဉ်ဖြစ်မယ် Barcelona နဲ့ Real Madrid ဒီပွဲစိတ်ဝင်စားဖို့ကောင်းတယ်ဒီပွဲရက်ဒီမျိုးချက်ကြည့်လိုက်တော့လေ Barcelona 89မှတ်နဲ့ဥဆောင်နေပြီးတော့ Real Madrid က85မှတ်နဲ့ဒုတိယနေရာမှာလိုက်နေနောက်ဆုံး၅ပွဲချက်ကြည့်လိုက်တဲ့အချိန်မှာနောက်ဆုံး၅ပွဲမှာ Barcelona Champions League မှာ Inter Milan ဖိုးသူတွေနဲ့ရှုံးနေတာပြီးတော့ Real Madrid က Spain La Liga မှာအိမ်ဝင်မှာ၃ခုနှစ်ခုနဲ့အနိုင်ရရှိထားတယ် ဒီဘက်လေဘက်လေဘယ်လိုပေးထားလဲဒီဘက်လေပေးထားတဲ့ဘက်လေကကြတော့ Real Madrid ကို340နဲ့ Barcelona ကို1ကိုတက်ပေးထားတယ် Barcelona နိုင်မယ်ဆိုတဲ့အနေထားတစ်ခုပေါ့လမ်းရလေဘယ်လိုထွက်လာနိုင်လဲလမ်းရလေက Barcelona 4-2-3-1နဲ့ထွက်လာပြီးတော့ Real Madrid ကလည်း4-2-3-1နဲ့လူစုံတက်ဆုပ်ပါလာမလား Barcelona မှာ Lewandowski ဒဏ်ရရှိထားသလို Real Madrid မှာတော့လူစင်းစုံရလား Barcelona ရဲ့နောက်ဆုံးပွဲကြံလေးချက်ကြည့်လိုက်ရအောင် ရီယယ်မက်ဒရစ်နဲ့ကန်အောင်မယ်အက်စပန်ယိုနဲ့ကန်အောင်မယ်ဗီရာရီယားနဲ့ကန်အောင်မယ်ဘီဘာအိုနဲ့ကန်အောင်မယ်ရီယယ်မက်ဒရစ်ရဲ့နောက်ဆုံးပွဲဉဏ်လေးချက်ကြည့်လိုက်တဲ့အချိန်မှာဘာစီလိုနာနဲ့ကန်ရမယ်မော်ရိုကန်နဲ့ကန်ရမယ်စီဘီလာနဲ့ကန်ရမယ်ရီယယ်ဆိုစီဒက်နဲ့ကန်ရမယ်ဆိုတော့ Okay ဒီပွဲစဉ်မှာတကယ်ကြီးတို့ဘာကကြိုက်ကြလားရီယယ်ကြိုက်ကြလားကျွန်တော်တို့ကတော့ဂိုးခတ်မှတ်မဲ့ prediction ရဆိုတော့ဒီပွဲစဉ်မှာဘာစီလိုနာနှစ်ခုတခုနဲ့အနိုင်ရရှိမှာပွဲစဉ်ခတ်မှတ်ရတကယ်ကြီးအားလုံးနှုတ်ဆက်လိုက်ပဲကျေးဇူးတင်ပါတယ် Thank you.